ကမ္ဘာအကောင်ဆုံးဂျာမနီဘလူးတီကိုတီးထည့်ပြီးလက်ရှိကမ္ဘာအကောင်ဆုံးအသင်းဖြစ်ကြောင်းသတိပြလိုက်တဲ့အာဆင်နယ်အာဆင်နယ်ကတော့တကယ်ကိုလန်ထွက်နေရောပါပင်တကယ်ကိုအကောင်လုံးထက်မြက်လုံးပါနယ်လုံးနဲ့ဆွမ်းဆောင်ရမျိုးကိုပြသသွားခဲ့ပြီးသူတို့ကကမ္ဘာအကောင်ဆုံးပဲဆိုတာကိုတဝဲတဝဲပြသနေရပါဝေဖန်သူတွေကတော့အာဆင်နယ်စောင်းဝင်ဒုက္ခရောက်စမြဲဖို့ဒီနေ့လဲအခုလိုပွဲချက်မျိုးနဲ့ကတေချာပေါက်ဒုက္ခရောက်မယ်လို့တွေးထားခဲ့ကြတာပါဒါပေမဲ့အခုတော့အာဆင်နယ်ကခတ်ပါတယ်ဆိုတဲ့ပွဲချက်၃ပွဲမှာနှစ်ပွဲဆက်တိုင်းဂိုးပြတ်တွေကြီးအနိုင်ပြလိုက်ပါပြီဒါတော့မှအဓိကကစားမတွေမပါရသေးပါဘူးနားလို့နားနေတဲ့အဓိကကစားမတွေကြီးလက်ရှိမှာအာဆင်နယ်အသင်းက၄ယောက်ထိရှိတာပါ အာဆင်နယ်အတွက်ဒါထိုးနှက်အချက်ကြီးမှာပါရင်ဒါပေမဲ့အာဆင်နယ်ကဘယ်သူမှမနာပဲလူဆောင်တက်ဆုံနဲ့ရှယ်ချမ်းပြနေတဲ့အချိန်တကယ်ကိုပဲလုပ်ပြနေတာပါအားလုံးကရှုံးမယ်လို့ခံမှန်းလိုက်အာဆင်နယ်ကနိုင်ပြလိုက်ဖြစ်လာနေတာခုဆိုရင်တော့16ပွဲဆက်တောင်ရှိလာခဲ့ပြီဖြစ်ပါရင်ဒါကြောင့်အာဆင်နယ်ရဲ့တရားစီစွမ်းဆောင်ရည်ကတကယ်ကိုအော်ချရလာပါရင်လက်ရှိစွမ်းဆောင်ရည်ကဖန်နေအတွက်ပါဇက်အဟောင်းသားဖြစ်စေသလိုဝေဖန်သူတွေကိုလည်းပါဇက်ပိတ်သွားစေခဲ့ပါရင်ဒါကြောင့်ဒီနေရာမှာအဓိကချီးကျူးရမှာပါအာဒီတာပါပဲဒီနေ့ပြကတခြားနေ့ပြရဲ့လို့တနေ့ဝင်လာလိုက်ဖလားလုံးသိမ်းပြလိုက်နောက်နေ့ကျတော့ဆုတ်ပြတ်တက်သွားလိုက် ဲ့လိုမျိုးအတဲချအမြန်တဲ့ပုံစံမျိုးနဲ့အသင်းကိုသူကမတီးဆောက်ထားပါဘူး။ဒါကြောင့်လည်းအာဆင်နယ်အသင်းဟာအခုလက်ရှိမှာတဖြည်းဖြည်းချင်းနဲ့အသားချလာနေပြီ။နိုင်ဝဲတွေဆက်ကကမ္ဘာဘောလုံးပြိုင်ပွဲတွေကြားမှာတန်တောဖြစ်နေစေတာပါ။နောက်ပြီးဒီယာတီဝယ်လိုက်တဲ့ကစားသမားတွေကလည်းတယောက်မှလည်းလွှဲမရှိပါဘူး။အချို့အသေးရောက်လာတဲ့ကစားသမားတွေဆိုရင်တကောအသင်းမှာရှိပြီးသားကစားသမားတွေထက်တော့အများကြီးပိုကောင်းပြနေတာပါ။အမအော်ရီဂန်နီယာကိုစားဝင်လာတဲ့ easy ပါ easy ရဲ့ရေးပါမှုတွေကအခုနောက်ပိုင်းပွဲတွေမှာဖြည်းဖြည်းနဲ့ပိုတည်လာတာပါသူ့ရဲ့အတိုးအလုံးရုံအားပါနဲ့မုံစားရတွေကတကယ်ကို work class အစင်ပါပဲ ဒါကြောင့်နံပါတ်10ရိုးမှာအိုရီကန်ထက်တောင်ပိုကောင်းအောင်ကစားနေတဲ့ AC ကိုလက်ရှိမှာအာဆင်နယ်သင်းပရိသတ်တွေကတော်လေးသဘောကျနေကြပါပြီ။ဒီတော့ဒီအာဒီမှာဖက်ကနေပြေးစုံလူနီပါဖြစ်နေအာဆင်နယ်ကတော့တစ်ချက်ကလေးမှမမပဲနဲ့ကိုစတိုက်အခြေအမြင့်ပြန်နေလို့ပြောရမှာပါ။ရသမျောက်အခွင့်အရေးတွေကိုလည်းအမေးရရယူနိုင်တယ်လို့ဝေဖန်မှုတွေကိုလည်းအလုံးနဲ့ပြန်တက်သေးပြထားပါရင်။နောက်ပြီးနေပြားကလည်းရင်းနှစ်တွေတုန်းကလိုဒိုင်နီတို့မကြောက်လို့လို့ကစားမတွေကိုယ်တိုင်ကလည်းကြောက်မဖက်ကြတော့ပါဘူး။အာဆင်နယ်ရန်ကုန်ချစ်နေနေပါပြီ။နောက်ပြီးနှစ်ပေါင်းများစွာနာကျင်ခံစားခဲ့ရတဲ့အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ဒါမျိုးကဖလားရတာမဟုတ်ဘူးဆိုရင်တော့မှဖလားရတယ်လို့မျိုးဖြစ်မှာပါ။ နာမည်ဖျင်းချင်းတည်ဆောက်သွားနေတာကကာယိုမီလိုအရာတွေထက်ပိုပြီးတော့တည်မြဲပါတယ်။ဒါကအာဒီလာလက်ရှိအာဆင်နယ်သင်းကိုတည်ဆောက်နေတဲ့ပုံစံပါ။နောက်ပြီးတော့ဂရန်ဝင်းကစားမတော်တော်များများကလည်းအခုအာဆင်နယ်သင်းရဲ့အခြေအနေကိုလက်ခံချီးကျူးထားကြတယ်လို့ပရိသတ်တွေကလည်းဒီဟာဒီဖလားတစ်လုံးမဟုတ်တစ်လုံးတော့ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေပြင်းထန်နေကြပါတယ်။ဒီတော့အာဆင်နယ်သာဖလားရခဲ့မယ်ဆိုရင်ဘာဖလားပဲဖြစ်ဖြစ်သူတို့ရဲ့အရာအလုံးထိုက်တယ်ပါတယ်။နောက်ပြီးဒီလိုတည်ငြိမ်ငြိမ်နဲ့ခြေစွမ်းနေဆိုရင်လည်းဖလားဆောင်သင်းတဲ့အနေနဲ့ထားမှရှိပါတယ်။တကယ်ဆက်လုပ်ပြသွားဖို့ပဲလို့ရပါအောင်အာဆင်နယ်ကခုလည်းရှိအဓိကကစားမတွေနာနေတဲ့လူစင်းနေတော့လုပ်ပြနိုင်ပါရင် ဘိုင်ရန်ရဲ့ဘွဲကိုပဲချိလိုက်ပါဘိုင်ရန်တို့ကကွင်းလယ်တိုင်းစစ်ခန်းစစ်ဘယ်နေရာမှရှင်လို့မရနေတော့ဂျာမန်ဘလူးတွေအနေနဲ့အင်္ဂလန်ကအမရိတ်မျိုးပေါ်မှာဒူးထောက်ခဲ့ရတာမဆန်းပါဘူး ဲ့တော့အခုလက်ရှိဥရောပရဲ့အကောင်းဆုံးအသင်းကိုနိုင်လိုက်တဲ့အာဆင်နယ်အသင်းကလက်ရှိမှာကမ္ဘာအကောင်းဆုံးအသင်းအဖြစ်နဲ့ဒီအာဒီဆူဘလာအားလုံးကိုစွခိုးနိုင်တယ်လို့ပြောရင်လွန်မယ်မတင်ပါဘူး။နောက်ပြီးအသင်းတိုင်းကလည်းလက်ရှိမှာအာဆင်နယ်ကိုဆိုရင်ရှင်လာကြပါရင်ဘိုင်နဲ့ဘွဲမှာဆိုရင်ဘိုင်ကဖရာဘိုင်တစ်ပိုင်းတောင်ဘောလုံးကန်နေပြီးအာဆင်နယ်ကတော့ဒုတိယဘိုင်တစ်ပိုင်းလိုဘောလုံးပြန်ကန်ကအပိုင်လုံးနေနေချင်းဖြိုခွင်းခဲ့တာပါ။ဒါပေမဲ့၃ဂိုးပဲခိုးခဲ့ပါရင်အဲ့တော့ဘယ်အသင်းကမရှုံးသေးဘူးလေ။အဲ့ဒီအသင်းကအာဆင်နယ်နဲ့မတွေ့သေးလို့ဆိုပြီးလက်ရှိမှာပြောရမှာဖြစ်ပါရင် ါလဲဆိုတော့အာဆင်နယ်ကသူကစားတဲ့ပွဲတိုင်းကိုရဲဆက်ဆက်အနိုင်ပြနေတာမို့လို့ပါဒီတော့ဒီနေ့ကစံချိန်ပေါင်းများစွာနဲ့အာဆင်နယ်တို့ဘယင်လုံးချမယ်နှစ်ပါပင်အမြင်လေးတို့လည်းဆွေးနွေးပေးသွားခဲ့ကြပါဦး။